အလုံးမင်္ဂလာပါရှင်။ကျမဆွေးနွေးနေတဲ့အကြောင်းအရာလေးဟာမှညာအပိုင်းနှစ်ပါ။မေးလျော့ခြင်းဆိုတဲ့အကြောင်းလေးပါ။အဲ့ဒီမှာဆိုလို့ရှိရင်မနေ့တော့ကကျမစပြီးတော့မေးလျော့ခြင်းရဲ့အကြောင်းလေးကိုစတင်ဆွေးနွေးခဲ့တယ်။အဲ့မှာကျမတို့ရဲ့အုံနောက်ပေါ့နော် လူသားတွေရဲ့အုံနောက်မှာသူက10စက္ကန့်ကိုဒါဒါ bit bound 17တန်းခန့်ကို ဖြစ်ပေါ်နေတယ် အဲ့ဒီမှာဆိုရင်ဒီသိပ္ပံပညာရှင်တွေအားဆိုလို့ရှိလို့ရှိရင်တို့တွေဘာပြောခဲ့တော့ဆိုရင်ဟိုသိစိတ်ကနေပေါ့နော် conscious mind ကနေပြီးတော့တစ်စက္ကန့်မှာဟာဒါ90 bit လောက်ကဘာလုပ်နေလို့ဆိုလို့ရှိရင် process တွေလုပ်နေရတယ်ကျမတို့မြတ်စွာဘုရားမြတ်ဗုဒ္ဓကကြတော့ကျမတို့ဒီဒီယုတ်ကလေးဆိုလို့ရှိရင်ဒါ9000နံကလေးဆိုရင် ဒါတသိန်းလာပေါ့နော်ဖြစ်ပြက်နေကြတယ်ပေါ့နော်အဲ့ဒီမှာဆိုရင်ဖြစ်ပြက်နေတဲ့အကြောင်းအရာတွေကိုကျွန်မအကြောင်းအရာတွေထဲမှာဆိုလို့ရှိရင်အကုန်လုံးကတော့လက်ခံပြီးတော့ project လုပ်နေမယ်ဆိုရင် overload တွေဖြစ်သွားနိုင်တယ်ပေါ့နော်ဒုက္ခရောက်သွားနိုင်တယ်ဆိုတဲ့အကြောင်းလေးကိုမနေ့ကဆွေးနွေးခဲ့ပါတယ်ဒီနေ့မှလည်းပဲအဲ့ဒီမှာဆက်သက်ပြီးပေါ့နော်ကျွန်တော်ဒီမေးလျော့ရခြင်းနဲ့ပတ်သက်ပြီးပေါ့နော်ဒီမှာဆိုလို့ရှိရင် reticular activating system အဲ့ဒီက RAX ပေါ့နော်အတူကောက်က reticular activating system အတူကောက် RAS မှာဆိုလို့ရှိရင်သူကအုံနောက်ကနေပြီးတော့ဒီက DRAS တွေကနေပြီးတော့ဘာလို့အောင်စစ်ထုတ်ရရင် filter လုပ်ပေးရရင်အဲဘာလို့အဲ့လို filter မလုပ်လို့ရှိရင်ခုနလိုမျိုးပေါ့နော် overload တွေဖြစ်သွားနိုင်တယ်လေအဲ့လိုမဖြစ်အောင်ဒါအစ်စ်ထုတ်ခြင်းတွေကိုလုံဆောင်ရရတယ်အဲ့ဒီမှာကိုအာယုံမဆိုင်တဲ့အရာတွေကို အရာတွေရှိမယ်မိမိအာယုံမဆိုင်လိုက်မိတဲ့အရာတွေရှိမယ်မလုံလိုက်တဲ့အရာတွေရှိမယ်အဲ့ဒါတွေကိုမလုံတော့ဆိုရင်ဖျက်ပစ်ပေးရတယ်အဲအဲ့ဒါကကြတော့ကျမတို့ reticular activating system နေပြီးတော့လှုပ်ဆောင်တာ RAS ကနေပြီးတော့လှုပ်ဆောင်တာဥပမာကျမတို့ဘယ်လိုပြောမလို့ဆိုရင်ကျမတို့ဒါကတော့ဖုန်းနေရတော့ခုကာလာမှာလူတိုင်းကင်နေရတယ် email တွေ gmail တွေရှိမယ်အတူတူပါပဲအဲ့မှာဆိုရင် email ထဲမှာဆိုလို့ရှိရင်ကျမတို့ဒီအဲ spam email ဆိုတာရှိရင် तू က spam ဖြစ်သွားတာဒါဒီ तू ရောက်ရမယ့်နေရာကိုမရောက်ဘဲနဲ့မဲဒါမရောက်ရမယ့်နေရာကိုရောက်သွားတာကိုကျွန်တော်တို့က spam email လို့ခေါ်တာကိုအဲ့ဒီနေရာမှာ spam နဲ့ကိုရောက်သွားတာပေါ့နော်ဒါဟာအမှန်တော့သူ့ရဲ့ဒီဖုန်းရဲ့ဖြစ်စဉ်ကဟိုပဲဒီအကြောင်းအရာကတော့ spam နဲ့ကိုပို့ရမယ့်အကြောင်းအရာပြီးတော့ तू spam နဲ့ကိုပို့တိုက်ပို့လိုက်တာပေါ့လေအဲ့လိုပါပဲလူသားတွေရဲ့အုံနောက်မှာလည်းပဲ ဒီဖြစ်ပြရမယ်အကြောင်းအရာတွေပေါ့နော်ဒါမျိုးတွေကိုလည်းသူကအာယုံမအာယုံမဆိုင်မိတဲ့အကြောင်းအရာတွေကျမတို့ focus မလုပ်မိတဲ့အကြောင်းအရာတွေပေါ့နော် attention မထားမိတဲ့အကြောင်းအရာတွေကိုဒါကိုသူကဖြစ်ပြတယ်။အဲ့ဖြစ်ပြထားကိုကျမတို့ဥပမာဗာနဲ့ပေးတော့ဆိုရင် image span နဲ့နမူနာဥပမာလေးပေးထားတာဖြစ်ပါတယ်။အဲ့လိုမျိုးတွေပေါ့နော်ဒါမှလည်း overload တွေဖြစ်မသွားမှာဟာမိရဲ့အုံနောက်ဒါလူသားရဲ့အုံနောက်ကဒုက္ခရောက်မသွားနိုင်စေနိုင်မှာဖြစ်တဲ့အတွက်အာ ခုနလိုမျိုး ကျမတို့တွေဒီအာယုံမဆိုင်တဲ့အရာတွေဒါနောက်တကဖိုကပ်မလုပ်နိုင်တဲ့အရာတွေကိုဖျက်ပစ်ပေးပါရဲ့နောက်တစ်ခုကဒုတိယကတဲ့မှတ်မိတယ်မိသွားတယ်ဆိုတာဟာတဲ့ပညာကောင်းခြင်းမကောင်းခြင်းနဲ့မဆိုင်ဘူးတဲ့အဲ့ဒီလိုမျိုးကဒီတူကတော့မှတ်ဉဏ်ကောင်းလိုက်တာပေါ့တချို့ပြောတတ်ကြပါတယ်ဒီကလေးကမှတ်ဉဏ်တအားကောင်းတာပဲ ဒီလူကတော့မညံကောင်းတယ်ဘာလို့ဆိုတော့မမေ့ဘူးပေါ့လေသူတိရဲ့မမိလေတယ်ပေါ့တကယ်တော့အဲ့အရာတွေကဘာနဲ့ဆိုင်တာဆိုဆိုရင် attention ဆိုတဲ့အာယုံစူးစိုက်မှုထားခြင်းမထားခြင်းပေါ်မှာအဓိကမူတည်ပါတယ်တဲ့အားဆိုရင်ဒုတိယမညံကောင်းခြင်းနဲ့ဆိုပါစို့ဒါဆို attention ထားရမယ် attention ထားတာတကူလေတော့မဟုတ်ပြေဝတော့မသွားသေးဘူးတခြား relaxing တွေ rehearsal တွေ အဲနောက်တခါ review တွေအဲ consolidation consolidation တွေဆိုတဲ့တကယ်ကိုပေါ့ထပ်ခါထပ်ခါလေ့ကျင့်ခြင်းတွေဒါပြန်လဲတင် जा ခြင်းတွေပြန်လဲလေ့လာခြင်းတွေပြန်လဲသုံးသပ်ခြင်းတွေရတော့လောက်ဆောင်ရမှာဖြစ်ပါတယ်ဒါဆိုရင်ကျမတို့သိသွားပြီလူတယောက်မှတ်မိခြင်းမမိတယ်ဟာမညံကောင်းနေမိသွားတယ်ဆိုတာဟာမညံကောင်းခြင်းမကောင်းခြင်းနဲ့မဆိုင်ဘူးလူတယောက်ကမှတ်မိလွယ်တယ်မိလွယ်တယ်စတာတွေဟာ မှတ်မိတယ်ဆိုရင်မှတ်ဉဏ်ကောင်းတယ်လို့လူတွေကဆိုကြတယ်မေ့သွားတယ်နဲ့မမေ့တယ်ဆိုရင်ဒါမှတ်ဉဏ်အားနေတယ်လို့ပြောကြတယ်တကယ်တော့တဲ့လူတရားမှတ်မိခြင်းနေမေ့သွားခြင်းနေဟာတဲ့မှတ်ဉဏ်ကောင်းခြင်းမကောင်းခြင်းနေမဆိုင်ပါဘူးဘာနဲ့ပဲဆိုင်လို့ဆိုရင် attention ထားခြင်းမထားခြင်းပေါ်မှာပဲအဓိကမူတည်နေပါတယ်တဲ့ဒီကကျမတို့ဒီကအုံနောက်ရဲ့ဒီဟာကြီးကိုဘယ်လိုပြောရလဲဘာနဲ့ဥပမာပေးတော့ဆိုရင်ကွန်ပျူတာမှာရှိတဲ့ CPU ဆိုတဲ့သူ့ရဲ့ ဒီ memory chips ကလေးရှိတယ်သူကလည်းဒီ computer ထဲမှာလုံးဆောင်တဲ့များအရာအလုံးကို CPU ထဲမှာမှတ်ထားတာကို central processing unit လို့ခေါ်တယ်ကျမတို့ဒီ CPU ရဲ့အခြေကားကလေသူကဒီမှာဖြစ်နေတဲ့ computer ထဲမှာလုံးဆောင်နေတဲ့အကြောင်းအရာတွေထည့်လိုက်တဲ့သတင်းချက်လက်တွေအစသဖြင့်ပေါ့နော်အလုံးကိုအရာအလုံးကိုလုံးဆောင်တဲ့ activity တွေ process တွေအလုံးကိုဒီ CPU ထဲမှာမလုပ်ထားလို့ဆိုရင်မှတ်ထားတယ် ဒါအဓိက CPU ကိုကျမတို့ကဒါအုံနောက်ရဲ့မှက်ညမ်းလို့တော့တင်စားပြီးတော့ခေါ်ကြတာလူတွေရဲ့အုံနောက်ထဲကိုလည်းအဲ့ဒီလိုပါပဲမှက်ဒီလိုမျိုးပေါ့နော်ဒီသူတို့ရဲ့ဒါဒီ attention ထားလို့ရှိရင်မှက်မိသွားစေတယ် attention မထားဘူးဆိုရင် မေ့သွားတတ်တယ်ဒါဆိုရင်မေ့သွားစေအကြောင်းအရာကိုဘူးလို့ဆိုရင်ဒီအကြောင်းအရာလေးကိုလေ့လာခြင်းဖြင့်သိရှိသွားပြီဒါဆိုရင်မမေ့အောင် attention ထားဖို့အရေးကြီးသွားပြီ အဲအဆိုရင် မမေ့မှာဟုတ်တော့မေ့မမေ့တော့ဘူးမှတ်မိသွားစီမယ်ဒါဆိုရင်ကျွန်တော်တို့ညံကောင်းခြင်းမကောင်းခြင်းဒါတကယ်တော့အဓိကမကြဘူးအဓိကကြတာအတန်ရှင်ထားခြင်းမထားခြင်းပေါ်မှာမူတည်နေပါတယ်ဒါဆိုရင်ကျွန်တော်တို့အုံနောက်ကြည့်ဦးဗာနဲ့တင်စားပြောလို့ဆိုရင်ကွန်ပျူတာထဲမှာရှိတဲ့ memory CPU Central Processing Unit ကလေးနဲ့တင်စားပြောဆိုပြီးတော့ခိုင်းတိုင်းပါတယ်။ဟုတ်ကဲ့ပါ။ဒါဆိုရင် Reticular Activating System RAX ဆိုတာ ဒီမှာဆိုရင်ဘာကြောင့်ဒီလိုမျိုးတွေမေးလျော့မှုတွေဘာကြောင့်မေးကြတာလဲဘာကြောင့်မေးလျော့ကြတာလဲဆိုတဲ့အကြောင်းလေးကိုဆက်လက်ပြီးတော့ကျွန်မဆွေးနွေးသွားပါမယ်ရှင်အဲ့ဒီမှာဆိုရင်ဘာကြောင့်လူတွေမေးလျော့ကြရတာလဲအဲ့ဒီမှာဒီမှာဆိုလို့ဒီပုံလေးထဲမှာဆိုရင် sensory memory တွေကနေပြီးတော့ရောက်ရှိလာတဲ့သူ register လုပ်ထားတဲ့အကြောင်းတွေအများကြီးပဲတကယ်ကို amazing များကြီးပဲအများကြီးပဲ sensory memory ထဲမှာရောက်လာတယ်။ဒါပေမဲ့ sensory memory ကလည်းတကယ့်ကိုပဲဟိုဟာ20 20 second အောက်လောက်ပဲသူဟာဟိုဟာဖြစ်တာဟိုမှတ်မိစေနိုင်တာဟို။ဒါဆိုရင်သူတဲကိုရောက်လာတဲ့ဒတင်းချက်လက်တွေကိုဒီမှာအများကြီးကိုရောက်လာတယ်သူလက်ခံထားပြီ။အဲ့ဒီဟာတွေကတဲကရောက်လာတဲ့ဒတင်းချက်လက်တိုင်းကိုအုံနောက်က attention ရှိတာမဟုတ်ဘူး။ဒီအရို focus ထားနိုင်တာမဟုတ်ဘူးပေါ့နော်။မဟုတ်တဲ့အတွက် short term memory ရဲ့ကိုရောက်လာတဲ့အခါမှာ तू ကရော့သွားပြီ ဒီက sensory memory ထဲမှာရှိနေတဲ့သတင်းအချက်လက်တွေအကုန်လုံးက short hand memory ထဲကိုရောက်လာတာမဟုတ်ဘူးအချို့ကိုပဲရောက်လာတာအဲ့ဒါဆိုလို့ရှိရင်အချို့ကိုပဲ तू ကတတိထားမိပြီးတော့ encode လုပ်တာ အဲ့ကုံလုံးကိုလေ sensory ထဲမှာရှိတဲ့အရာအလုံးကို angle လောက်ထားမဟုတ်ဘူး attention ထားတာမဟုတ်ဘူးကျမတို့အချို့ကိုပဲ attention ထားပြီးတော့ကြမှာ angle လောက်တယ်အဲ့ဒီကနေပြီးတော့ကျမတို့ short term ထဲကိုဒါမှမဟုတ် working memory ကိုရောက်လာတဲ့အချက်လက်တွေကိုလေ long term ထဲကိုရောက်လိုက်တဲ့အခါမှာလေသူ attention ထားရသေးတယ်ခုနကလိုပဲပေါ့နော်ကျမတို့ rehearsal တွေ review တွေ relearning တွေ consolidation တွေလုပ်ပြီးတော့မှဒီတခြင်းတခြင်းအချက်လက်တွေက long term memory ကိုရောက်သွားတယ် ဒါဆိုရင် long term memory ရဲ့ကြတော့လေ short term နဲ့လောက်သတင်းချက်လက်ကအများကြီးအကုန်လုံးမရောက်တော့ဘူးကျော့သွားပြီဒါဆိုရင်ကျွားလို့ forgotten ဖြစ်တယ်လို့ပြောမှာပေါ့ dk ဖြစ်တယ်လို့ပြောမှာပေါ့ဟုတ်ပြီဒါဆိုအကုန်လုံးရောက်လာတာမဟုတ်ဘူးမေးလျော့မှုတွေဖြစ်လာတယ် attention မထားမှုတွေကြောင့်ဖြစ်လာတယ် focus မထားခြင်းကြောင့်ဒါကျော့သွားတယ် focus ထားတဲ့အရာလောက်ပဲဒီက long term နဲ့ဝင်ရောက်လာတယ်အဲ့ဒီအမှာဒီစီကျမတို့အလုံးလုံးတော့မယ်ဆိုရင်ဒီက long term memory တွေကနေပြီးတော့ retrieval လုပ်ရတယ် အဲ့ဒီခါမှာတကယ်ကိုပဲပေါ့နော်နောက်ထပ် memory တွေမှာရောက်လာတဲ့ဟာတွေကဘာတွေပြန်ပြုံးမလို့ဆိုရင် तू က depending on နေ interference ဆိုရယ်သူရဲ့တတိယတစ်ခုကလွှမ်းမိုးသွားလို့ရှိရင်ပေါ့နော်ဒါရှေ့တရင်ကလွှမ်းမိုးသွားရင်နောက်တရင်ကမေ့သွားရင်အဲ့အဲ့လိုမျိုးတွေကလည်းရှိသေးတယ်နောက်တစ်ခါ redriver ကျွတ်တေက तू ကအကုန်လုံးကို तू မထုတ်ပေးနိုင်ဘူးအချို့ကိုပဲ तू ထုတ်ပေးနိုင်တယ်ဒါဆိုလို့ရှိရင်ကျမတို့ sensory ရဲ့ကိုရောက်လာတော့အများကြီးပဲတကယ်ကိုအများကြီးဒါဆို short term နဲ့ဆိုရင်အချို့ယော့သွားပြီ long term နဲ့ဆိုရင်လည်းတော်တော်များများယော့သွားပြီအဲ့ဒီမှာ redriver ပြန်ထုတ်ပြီးတော့တကယ်အနှဲငယ်လေးပဲပြန်ထုတ်ပေးနိုင်တော့တယ်ဒါကဘာဖြစ်သွားတာလို့ဆိုရင် forgotten ဖြစ်သွားတာအဲဒါကြောင့်ဒီလိုမျိုးကဘာကြောင့်မေးတတ်ကြတာလဲဆိုတော့သူ့ရဲ့ process ကကိုပဲဒီလိုမျိုး process ကကိုဖြစ်ပေါ်နေရပါဒါဆိုရင်ဘာကြောင့်မေးတတ်ကြတာလဲမှတ်ဉာဏ်စင်တိုင်းမှာမေးတာတွေဖြစ်ပေါ်နိုင်ပါတယ် ကျမရှိမှဆွေးနွေးသားရကြအောင်လို့ပဲဒါသူ့ဟာ attention မရှိရင်မိရာတွေဖြစ်ပေါ်နိုင်တယ်အာယုံ၅ပါးကလာတဲ့ဒီက sensory memory ကိုရောက်လာတဲ့ signal တွေဟာဒီကဘောနော်တော်တော်များများဟာတစ်စက္ကန့်အတွင်းမှာပဲမိလိုက်ကြတယ်ဟုတ်တယ် sensory memory ထဲမှာစက္ကန့်လေးတနည်းလေးပဲသူထားနိုင်တာကိုအဲ့တော့ကြတော့ဒီ sensory memory တွေကိုရောက်လာတဲ့သတင်းအချက်လေးအတော်တော်များများကိုသူကတစ်စက္ကန့်အတွင်းမှာပဲမလုပ်ရတဲ့လို့စီမိသွားတယ် အဲ့ဒါဆိုရင်တချို့အရာတွေကိုတော့ဘယ်ကိုရောက်သွားလို့ဆိုရင်ဒီက short term တွေကိုရောက်သွားတယ် short term memory ဒါမှမဟုတ် working memory တွေကိုရောက်တယ်အဲ့ဒီကိုရောက်တဲ့အခါမှာ encode လုပ်တယ်အဲ့ဒီခါမှာတော့10မိနစ်လောက်ပဲမှတ်နိုင်တယ် ဒါဆိုရင်10 minutes ဆိုရင်နော် second 60ဒီတဲ့သူပိုမမှတ်နိုင်ဘူးဒီက short term ထဲမှာဆိုရင်10 minutes လောက်ပဲသူမှတ်ထားနိုင်ပြီးတော့တော်တော်များများကိုသူကလည်းပဲမေ့ပလိုက်ရတာပဲသူ့ရဲ့ project ကကိုပဲဒါမေ့ပလိုက်ရတယ်မေ့ပလိုက်တယ်မေ့ပြစ်မှလည်းတရားတွေကိုရထည့်လို့ရမှာကိုကျမတို့တကြမြတ်စွာမြတ်ဗုဒ္ဓကဟောထားတဲ့အခါမှာလည်းဒီကဟိုယုတ်ကလေးက9000နန်ကလေးကဒါတသိဖြစ်ပြဖြစ်နေတယ်ဆိုရင် ူကဖြစ်လိုက်ပြက်လိုက်စားထိုးလိုက်ဖြစ်လိုက်ပြက်လိုက်စားထိုးလိုက်ဆိုတာဖြစ်စင်တာ browser ကဒီလိုသွားတာဆိုတော့ဒီမှာလဲသူအကြာကြီးထိန်းထားလို့မရဘူးတကယ်10မိနစ်လောက်ပဲမှတ်ထားနိုင်တယ်တခါသူပြန်ပြီးတော့မေ့လိုက်ကြတယ်အဲ့ဒီခါမှာတဲ့အချို့အရာတွေကကြတော့စိတ်ခံစားမှုခြေနေပေါ်မှာမူတည်ပြီးတော့ long term memory ကိုရောက်တယ်တချို့ကကြတော့ပြောင်းလဲဆုံးရှုံးသွားတယ်အဲအဲ့ဒီမှာလဲကျမရှေ့မှာလဲဆက်ဆွေးနေတယ်မှာပါမှာပါ तू ကဒီမှာစိတ်ခံစားမှုခြေနေဆိုတော့တချို့ကကြဒီအကြောင်းအရာကိုဟို မှတ်မိမထားခြင်းမူမိမိစိတ်ထဲမှာလက်မခံနိုင်မှုလေလက်မခံနိုင်တဲ့အရာကိုမှတ်မှတ်မိခြင်းမူအဲ့ဒါဆိုရင်လည်းသူ့ရဲ့အုံနောက်ရဲ့လောင်ထန်းလေးကိုရောက်လာမှာမဟုတ်ဘူးတချို့ကကြတော့ကျမ်းမာရေးကျောင်းပေါ့နော်တချို့ကကြတော့ပတ်ဝန်းကျင်ရဲ့လှုပ်ဆော်မှု ကအခြေအနေပေါ်မှာမူတည်ပြီးတော့ပေါ့နော်ရောက်မလာရင်စသည်ဖြင့်တော့အကြောင်းအရာတွေကတော့အများကြီးအမျိုးမျိုးရှိနေမှာပါ။ဒါကြောင့်အချို့အရာတွေကိုမိမိရဲ့စိတ်ခံစားမှုအခြေအနေပေါ်ထဲမှာမူတည်ပြီးတော့ long term memory ကိုရောက်တယ်။တချို့ကကြတော့မရဘူးပြောင်းလဲပြီးတော့ဆုံးချုံသွားတယ်။အဲ့တော့မိမိက attention ထားတဲ့စိတ်ခံစားမှုအခြေအနေဆိုရင်ဒီ long term memory ကိုရောက်လာမှာပေါ့အဲ့လိုမျိုးပဲနဲ့အာရုံမထားဘူး focus မထားဘူးဆိုရင်တော့လေ long term memory ကိုရောက်မလာပဲနဲ့ပြောင်းလဲသွားမယ်ဆုံးရှုံးသွားမှာပါ ဒါဆိုရင်ညီမတို့ဒီက long term memory တွေကအချို့အရာတွေကိုပဲ retry ပဲပြန်လုပ်တယ်အချို့ကိုပဲပြန်လုပ်တာသူ long term ထဲကိုရောက်လာတဲ့အရာအကြောင်းအရာအကုန်လုံးကိုသူ retry ပဲပြန်မထုတ်နိုင်ဘူးဒီကိဖြစ်သွားတယ် forgotten ဖြစ်သွားတယ် retry ပဲပြန်လုပ်နိုင်တဲ့အကြောင်းအရာလေးကအချို့ကိုပဲသူပြောင်းလဲအနည်းငယ်ကိုပဲပြန်ပြီးတော့ထုတ်နိုင်တယ်အဲ့မှာပြန်မထုတ်နိုင်တဲ့အရာတွေကိုကျမတို့တွေကဘာကြောင့်ပြောလို့ဆိုရင်မေးလျော့တယ်လို့ပြောတတ်ကြတယ်မေးလျော့ခြင်းတွေဖြစ်ပေါ်တယ် ဒါဆိုရင်ဒီလူသားတွေရဲ့အုံနောက်ကြီးဟာသူ့ရဲ့ process ဖြစ်စဉ်ကကိုပဲလိုအပ်လို့တဘာဝအလျောက်မေ့ဖို့လိုအပ်လို့မေ့ရတာလည်းဖြစ်တယ်လို့ခုနလိုပဲစိတ်ခံစားမှုအခြေအနေတွေမိမိရဲ့လှုပ်ဆောင်ချက်တွေ attention မထားမှုတွေနောက်တစ်ခါ rehearsal တွေ review တွေ relearning တွေမလုံး မိတဲ့မလုံနိုင်တဲ့အတွက်မလုံမိလိုက်တဲ့အတွက်လေဒီအရာတွေကမေ့သွားတာရှင်ဖြစ်တတ်တယ်။ပြောတော့ဒီမှာ memo down down memory တွေကိုရောက်လာတဲ့တရင်ချက်လက်တွေကိုလေဒါတွေကို तू ပြန်ပြီးတော့ဘာလုပ်ရမလို့ဆိုရင်ဒါလေ့လာရမယ်ပြန်ပြီးသုံးသပ်ရမယ်ပြန်ပြီးတော့ဒီရေးချင်းမှုတွေလုပ်ရမယ်အဲ့ဒါတွေလုံဆောင်မှာ ဟိုဘာလို့ဘာဘာဖြစ်မှအောင်စေမှတ်မိနေမှာအဲ့လိုမလုပ်ဘူးဆိုရင်သူ့ရဲ့တဘာဝအလျောက်ကိုပဲ DK ဖြစ်သွားတယ် forgotten ဖြစ်သွားတယ်ဆိုတာတွေဟာပြန်မထုတ်နိုင်တော့ပဲねမေးလျော့သွားတယ်ဆိုတာဖြစ်ပေါ်လာတတ်တယ်ဆိုတဲ့အကြောင်းလေးကိုကျမယနေ့ဆွေးနွေးပေးသွားရင်ဖြစ်ပါတယ်ဒါဆိုရင်ပြီးခဲ့တဲ့နေ့ကကျမမေးလျော့ရခြင်းနဲ့ဖြစ်စေတဲ့အကြောင်းရင်းတွေတရားကြောင့်ဘာကြောင့်မေးတတ်တဲ့အကြောင်းအရာလေးတွေ အကြောင်းကိုကျွန်မကနေဆွေးနွေးပေးခြင်းဖြစ်ပါတယ်။ဒါဆိုရင်မေးလျော့ခြင်းဟာသူ့ရဲ့သဘာဝဖြစ်စဉ်ကဘယ်မေးလျော့ခြင်းဖြစ်တယ်လို့ပဲမိမိတို့တွေက focus မထားနိုင်မှုတွေဒါနောက်တခါပြန်လဲလေ့လာသုံးသပ်မှုတွေပြန်လဲလေ့ကျင့်မှုတွေအားနည်းတဲ့အခါမျိုးတွေမှာမဖြစ်စေတော့ဆိုရင်ကျွန်မတို့မေးလျော့ရတဲ့အကြောင်းရင်းတွေကိုဖြစ်ပေါ်စေတယ်ဆိုတာလေးကိုဆွေးနွေးပေးခြင်းဖြစ်ပါတယ်။ နောက်နေ့တွေမှာလည်းပဲကြံရှိနေတဲ့အဓိကပေါ့နော်ကျမတို့မှတ်ညာအပိုင်းနဲ့နဲ့ဆိုင်တဲ့အကြောင်းအရာလေးတွေကိုဆက်လက်ဆွေးနွေးပေးသွားပါမယ်လို့ပြောကြရင်းနဲ့ကျမရဲ့ယနေ့ဆွေးနွေးချက်ကလေးကိုအနီကိုချုပ်ခွင့်ပြုပါရှင်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်